ကျွန်တော်တို့အင်ကြီးတွေပါသွားဝယ်တဲ့ခါကျရင်အင်ကြီးကိုစမ်းဝစ်ကြည့်ရပေါ့နော်စမ်းဝစ်ကြည့်လို့အင်ကြီးကအရန်ဟိုမှာပွားနေရချောင်းနေတယ်ဆိုရင်အင်္ဂလိပ်လိုဘလိုပြောလဲအဲ့ဆိုရင်ဒီလိုပြောရင်နော် is to lose is to lose l o o s e lose နော် l o s e lose မဟုတ်ဘူးနော်ဟိုကကျတော့ပျောက်ဆုံးသည် l o o s e lose ကတော့သူ adjective ပွားရောင်းတော့ချောင်းတော့ဒီပဲရတယ်နော် is to lose အရန်ချောင်းနေတယ်ပေါ့နော် အရင်ကြက်နေတယ်ဆိုရင် it's too tight အဲ့လိုပြောရယ် it's too tight အရင်ကြက်နေတယ်အဲတခြား size ကိုဝတ်လို့ရမလား sandwich ကြည့်လို့ရမလားတခြား size ကို sandwich ကြည့်လို့ရမလားအဲ့ဆိုရင်ဘယ်လိုပြောလဲဆိုရင် can i try a different size can i try a different size အဲ့လိုပြောရယ်နော်အဲ့လို sandwich ကြည့်လိုက်လို့ကိုယ်နဲ့လုံးဝကွက်တိတော်နေရဆိုရင်ဘယ်လိုပြောလဲ it fits perfectly အဲ့လိုပြောရင်နော် it fits perfectly အ အဲလုံးဝ quantity quality အဲ့လိုပြောရနော်အဲနားလည်မို့ချင်ပါတယ်အဲဒီဗီလီလေးအကျိုးရှိစင်ခေါ်မှာ yes လို့မှန်းခဲ့ပြီပါနော်အဲ video class တွေသင်တန်းတွေစုံစမ်းခြင်းနေဆိုရင်တော့ဒီ share chief facebook page messenger နေပြီးတော့မှဆက်သွယ်ပေးပါနော်ဒီနေ့တက်လာပါ that's all for thanks for watching bye bye